မင်္ဂလာပါအခုအတိပေးစင်တာလေးတခုရှိပါတယ်ရှင်အဲ့ဒါပါလဲဆိုတော့ဘဏ်အကောင့်တွေလောက်ကြတာလေးဒီအခုတလုံးမများလာရပါတော့ဘာလို့လဲဆိုတော့ပထမတစ်ချက်ကအလောင်းကစားလုပ်တဲ့ဟာလေးရှိတယ်ဘောပွဲလောက်တာရှိတယ်ပြီးလို့ရှင် online နေပြီးတော့ဩစော်ရဟာပေါ့နော်ဟလာ1 express ကပါလာဟဲ့အဲ့လိုဟာမျိုးလေးရှိတယ်အဲ့ဒီကနေပြီးတော့ပတ်စံဝင်လာတဲ့ဟာလေးတွေပေါ့နော်အဲ့ဒါတွေကနေပြီးတော့မှအမ် ဘန်ကောက်လောက်ကြတာမျိုးအထိရှောက်သွားတာရှိတယ်နောက်တစ်ခုကကြတော့အအမစီကိုအခုတလောဖုန်းဆက်လာတာကြတော့အငွေလွှဲလောက်တဲ့လူပါပါတယ်ဗောနော်ငွေလွှဲလောက်တဲ့လူတွေကငွေလွှဲလောက်တဲ့လူဆိုတော့သိရအတိုင်းပဲငွေအဝင်ထွက်ကများတယ်ဗောနော်ငွေဝင်တဲ့များရတဲ့ကြောင့်မလို့ဒီငွေဝင်တဲ့ထဲမှာသူ့လာအပ်တဲ့လူကလည်းเนาะဘယ်လိုမျိုးကြောင့်ပတ်စံရလာလဲဆိုတော့အတူတူလဲလိုက်မစင်နိုင်ဘူးလေဟုတ်တယ်မလားဆိုတော့အဲ့ဒီထဲမှာမှအလောင်းရောက်လုပ်ပြီးတော့ ဝင်လာတဲ့နော်ငွေလွှဲပေးပါဆိုပြီးတော့လာအပ်တဲ့အခါကြလို့ရှင်အဲ့ဒီငွေလွှဲလုပ်ပေးတဲ့ပွဲစားဘဏ်အကောင့်လည်းလော့ကျတာမျိုးရှိပါတယ်နော်အဲ့ဒီဒီလောင်းကစားလုပ်တဲ့အကောင့်ကနေပြီးလော့ကျသွားတယ်လော့ကျသွားတဲ့အခါကြလို့ရှင်လောင်းကစားလုပ်တဲ့ငွေတွေစီးဆင်းသွားတဲ့နေရာကိုလိုက်ကြည့်တယ်အဲ့ငွေလွှဲလုပ်ပေးတဲ့လူအကောင့်ထဲဝင်သွားတယ်ဆိုအဲ့ငွေလွှဲလုပ်တဲ့လူအထိပါအကောင့်လော့ကျပါတယ်နောက်တစ်ခုငွေလွှဲလုပ်တဲ့လူကအဲ့ဒီပစ္စံပေါ်မှာက तू ကသူ့ဘာသာသူလွှဲပေးတာမဟုတ်ဘဲနဲ့တခြားလူကိုထပ်ပြီးတော့လွှဲထားတယ်ဆိုရင်အဲ့ ဝင်းဆက်ဝင်းဆက်ဝင်းဆက်အနေနဲ့ဝင်ပြီးတော့ထပ်ပြီးတော့လောက်ကြပါတယ်เนาะအဲ့ဒါလေးရှိပါတယ်နောက်တစ်ခုကတချို့လဲအခုဘယ်လိုဖြစ်နေလဲဆိုတော့ငွေမှားလွှဲတယ်ဆိုပြီးတော့တချို့တိုင်နာတွေရှိရတချို့ဟိုတိုင်ခဲ့တဲ့အခါကဆိုရင်ငွေလွှဲထားတဲ့ကောင်းလေးပဲငွေလွှဲပြီးတဲ့ကောင်းလေးပဲဒါပေမဲ့သူကတကယ်ပဲငွေလွှဲပြီးလိုက်ပြီဒါပေမဲ့ငွေလွှဲပြီးလိုက်တော့ဘာကြောင့်တိုင်တာလဲဆိုပြီးတော့အဲသူအကောင့်လွတ်ကြသွားတယ်လွတ်ကြသွားတော့အမတို့ကြည့်ပြီးလိုက်တဲ့အခါကျတော့ဘယ်သူနာမည်နဲ့တိုင်တာတိုင်နေဆိုရင်တိုင်နေလူရဲ့နာမည်လည်းအမတို့ဒီအော်တဲ့မှာမြင်ရတယ်ပေါ့နော်ဒီ ဒီကောက်လောက်ကြရတယ်ဆိုရင်လောက်ကြရတဲ့အကြောင်းရင်းကိုဘဝင်တဲ့အဆင်းသွင်းရတယ်။အဲဆင်းသွင်းတဲ့အခါကျရင်ဘသူကတိုင်ထားတယ်ဆိုတာအဲ့မှာပေါ်တယ်။ဥပမာကိုရီးယားလူမျိုးကတိုင်ထားဆိုကိုရီးယားလူမျိုးနာမည်လို့ရှင်တခါကျရင်အမှုနာမည်ပါတယ်။တခါကျရင်လောက်ကြတာဘာကြောင့်လောက်ကြရလဲဆိုတော့ အာကျမိုက်အာမခံအကျွေးပေးဖို့အတွက်ကျမိုက်အာမခံမပေးဘဲနဲ့အကျွေးကြံကြံနေတာအာမခံပေးဆောင်မှုကြံရှိနေတာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှင်လဲလောကြရဲလောကြရဲခါကြည့်လိုက်လို့ရှင်အာအာမခံကြီးပေးဖို့ကြံနေရတာဒါဆိုရင်အာမခံကြီးဌာနကိုရုံးကိုဆက်သွယ်ပြီးတော့ပေးဆောင်လိုက်တော့ပေးဆောင်ယူရရင်အမတရက်နှစ်လောက်ကြာလို့ရှင်အော်တိုလော့ပြီးသွားလိမ့်မယ်အဲ့လိုမျိုးအမတို့ပြောပြတာမျိုးရှိရပါတော့အခုနောက်ပိုင်းကအာမခံကြီးမဟုတ်ဘဲနဲ့ငွေလွှဲထားတဲ့အပေါ်မှာငွေလွှဲကိုလက်ခံမရရှိပါဘူးဆိုပြီးတော့ ငွေမလွယ်တယ်ဆိုတဲ့ဘောမျိုးပေါ့နော်ငွေမလွယ်တယ်ဆိုတဲ့ဘောမျိုးအဲနောက်တစ်ခုကဒီလူရဲ့အကောင့်တွေကိုလွှဲရောက်သွားတဲ့ငွေနဲ့ပတ်သက်ပြီးတော့နစ်နာပါတယ်ဆိုပြီးတော့တရားရုံးကနေတွားတိုင်းထားရရှိရယ်နော်အခုနောက်ပိုင်းမြန်မာချင်းလည်းတိုင်ပါတယ်နော်အဲ့တော့အဲ့ဒါလေးတတိထားဖို့အတွက်အမအနေနဲ့အော်တစ်ချက်ပြောချင်ပါတယ်နော်ပြီးတော့နောက်တစ်ခုကအခုနောက်ပိုင်းမှာငွေလွှဲလုပ်တဲ့လူတို့လည်းငွေနည်းနည်းခြောင်လဲလို့ပေါ့နော်ငွေလွှဲလုပ်တဲ့လူရှိရယ်ငွေလွှဲဆိုတာကအလုံးမသိတဲ့အတိုင်းပဲနားလည်မှုနဲ့လွှဲတာအော်တကယ်လဲ လွှဲတာမဟုတ်ဘူးမြန်မာဘက်မှာအကောင့်မှာမြန်မာဘဏ်အကောင့်ထဲမှာသူတို့ဘဏ်အကောင့်တွေပတ်ဆိုင်ရှိနေမြန်မာကျပ်ငွေရှိနေကြအောင်အဲ့ကျပ်ငွေကနေပြီးတော့ဟိုဘက်ကနေလွှဲပြလိုက်တယ်ဒီကနေဟိုဘယ်လိုပြောမလဲအမတို့ဘဏ်လွှဲတယ်လို့လွှဲတာမဟုတ်ဘူးပေါ့နော်ဘဏ်ဖြစ်ဖြစ်အာတခြားဌာနဖြစ်ဖြစ်ပေါ့အဲ့လိုလွှဲတာမဟုတ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးခက်တယ်ကွာဒီလားတချို့လည်းပဲအဲ့အလဲမှာအော်လှည့်ပတ်ပြီးတော့လိန်သွားရတယ်လည်းရှိတယ်နော်အဲ့ဒါကတော့နည်းနည်းသတိထားကြပါဒီရက်အမှတ်ပြောကြမလို့ပါအောင်နော် online မှာလည်း ေါ်ပြီးသားပဲเนาะဟုတ်တယ် online မှာလည်းပြောနေကြတာပဲဘယ်ကနေဘလိုလင်သွားတယ်ဘယ်ကောင်ကနေအလိန်ကနေဘလိုလင်သွားတယ်အရင်ကလည်းအမလည်းတင်ပေးတယ်ပေါ့เนาะဒါအာငွေလွှဲအလိန်တွေလည်းရှိသလိုအခုနောက်ပိုင်းကျတော့ဘလိုမျိုးအာပြဿနာလေးတစ်ခုရှိလဲဆိုတော့အရင်ကငွေလွှဲလိန်နေဆိုရင်ပွဲစားနဲ့ငွေလွှဲအပ်တဲ့လူနဲ့ပဲပြဿနာရှိတယ်အခုနောက်ပိုင်းကျတော့ဘလိုဖြစ်လဲဆိုတော့ပွဲစားကအခုပြန်ခံနေရတယ် အဲ့အရာလေးနည်းနည်းရှိအရောငွေလွှဲပွဲစားလုပ်တဲ့လူတွေနည်းနည်းသတိထားပါပါเนาะဘလို့ငွေလွှဲပွဲစားပဲလုပ်လို့ငွေလွှဲအပ်တဲ့လူပဲလုပ်လို့အကုန်လုံးဟာနာဘန်ရဲ့ customer ဆိုရင်အမတို့နဲ့အသက်ဆိုင်တယ်အမတို့ပြောပြပေးရမှာပါเนาะအဲ့တဲကြောင့်မလို့သတိထားပေးပါเนาะနည်းနည်းသတိထားပေးပါအခုအမတို့ကကိုရီးယားနိုင်ငံမှာဆိုရင်အားလုံးပဲသိတဲ့အတိုင်းပွင့်လင်းမြင့်တအောင်လို့အကုန်လုံးဘီပောက်ငွေလွှဲတွေရောဘီရင်းငွေလွှဲအကုန်လုံးလိုရတယ်ပေါ့เนาะ bank application ဒီ mobile banking နဲ့အလုံးမဲ့ဆိုလို့ရှင်အကုန်လုံးအဆင်ပြေပြေလုပ်လို့ရနေပါတယ် ဆိုတော့အဲ့ဒါဥမာမှာအဲ့လိုမဟုတ်ဘဲနဲ့တခြားနီးလန့်ဒါမှမဟုတ်တခြားအတိရနေတဆင်လွှဲတာတို့ပေါ့အဲ့ဒါမျိုးရနည်းနည်းလေးဟောပြဿနာလေးရှိပါတယ်နောက်တချို့ဆိုရင်လည်းဟောအကြောင်းသူလေးတွေရဲ့အကောင့်ကိုပေါ့နော်ဟောငားသုံးတာမျိုးလေးတွေလည်းရှိရပါတော့ဆိုတော့အကြောင်းသူလေးအနေနဲ့လည်း give site ပေးပါเนาะအဲ့လိုမျိုးငားသုံးတာကပတ်စံရလာတော့မသိဘူးတခါလေတချို့လည်းပတ်စံရရမရပါတော့ဒီလိုမျိုးအဲ ဘယ်လိုပြောမလဲနားလည်မှုနဲ့ကုညီလိုက်တဲ့အကြောင်းမျိုးလေးလည်းရှိနိုင်တယ်လို့ထင်တယ်ဗျ။နောက်ပိုင်းကျရင်အခုနောက်ပိုင်းကကျတော့ငွေလွှဲတာကလေညနေသူများကိုယ့်ပတ်စံမဟုတ်ဘဲသူများပတ်စံကိုလက်ခံတဲ့ဟာလေးနဲ့လေပြဿနာလေးရှိရသေးတာနော်။အဲ့ဒီခါကျတော့ဟိုပြဿနာဖြစ်လာမှအကြောင်းသားလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗီဇာဆုံးရှုံးတာတို့ပြီးလို့ရှင်ဘဏ်အကောင့်ဆုံးရှုံးတာအဲ့လိုမျိုးလေးဖြစ်သွားမှဆိုလို့လေအကြီးဖြစ်သွားရဆိုရင်ဗီဇာဆုံးရှုံးတာအထိရောက်သွားနိုင်တယ်နော်။အဲ့ဒီကြောင့်မို့လို့ဒါဘလို့လဲဆိုတော့ case ပေါ်မှာမူတည်တယ်သိလားနော်အဲ့ဒီဟာကြီး case ကြီးအမတို့ကိုယ်တိုင်လည်းတူနေခံမှန်းလို့မရတဲ့အပိုင်းမှာရှိရတဲ့ကြောင့်မလို့အဲ့ဒီတတိထားပေးကြပါလို့အခုနောက်ပိုင်းကအာနစ်နာတဲ့လူတွေကလေဒီဟောပေါ့နော်ဟောငွေလွှဲအပ်တဲ့လူအရင်ကဆိုရင်ကျွန်တော်ငွေမလွှဲမှုတွေအမရဲ့ကျွန်တော်ဆုံးသွားပြီဘာလို့လဲဆိုတော့ငွေလွှဲလူကတကယ်လွှဲပေးထားတယ်ဒါပေမဲ့အလဲကနေပြီးတော့လိန်သွားတာကြောင့်မလို့ဒါပေမဲ့အခုနောက်ပိုင်းအဲ့လိုမဟုတ်တော့ဘူးနည်းနည်းလေးအဆင့်လေးထပ်ပြီးတော့တက်လာတယ်အမ် ငွေလွှဲလိန်ခံရပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲငွေလွှဲတကယ်လွှဲထားတဲ့လူကိုပြန်တိုင်တယ်တိုင်တဲ့အခါကျတော့ဟောပြီးတဲ့အမှန်တကယ်လိန်တဲ့လူနဲ့ပြန်တိုင်တဲ့လူနဲ့တပေါင်းတစည်းလည်းဖြစ်နေတာမျိုးလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါ case ရတော့အများကြီးပဲဒါပေမဲ့အထူးအထူးသတိထားပေးပါငွေလွှဲလုပ်နေတဲ့လူတွေလည်းသတိထားပေးပါလို့လမ်းပြီးတော့ပြောပြပေးပါတယ်ပြီးတော့အလိန်မျိုးအလိန်နီးလန်းနေရလဲအမတို့ စဉ်းစားလို့မရနိုင်ပါဘူးဆိုတော့အမတို့ကလိန်စားတဲ့လူမှမဟုတ်တာဟုတ်တယ်မလားနော်အဲ့ခါကျတော့အော်လိန်စားတဲ့လူတွေကတော့နီလန်းအမျိုးစုံတက်လာမှာပဲအမတို့ကလောလောဆယ်တွေးရှိထားတဲ့နီလန်းလေးရာခုနပြောပြတဲ့နီလန်းလေးတွေရှိပါမယ်နော်အဲ့တကြောင်မလို့နည်းနည်းသတိထားပေးပါအခုနောက်ပိုင်းကတော့ခုနပြောဆိုပွဲစားတွေလည်းပဲအာအကောင့်နေတော့ကြနေပါတယ်ဂျန်ခဲ့တဲ့အပတ်ကဆိုရင်ဂျန်ခဲ့တဲ့အရင်ဘက်မှာနောက်အပတ်ကဆိုရင်တပတ်တည်းမှာပဲ၃ရက် တပတ်တည်းမှာပဲ3ယောက်အပန်းအကောင့်လောက်ကြတယ်။ဘာကြောင့်လောက်ကြလဲဆိုတော့အဲ့လွှဲပေးရလူကတယောက်ကအကနာ1 express ကစားရတဲ့အတွက်ကြောင့်မဟုတ်လို့အဲ့ရမှာဝင်လာတဲ့ပတ်စံမှာမအဲ့ဝင်လာတဲ့ပတ်စံက အဲအဲ့လိုမျိုးပေါ့နော်အဲလောင်းဆောင်ငွေဆိုတာသိရှိပါပြီလွှဲကြောင်ရတယောက်ရှိရဲ့နောက်တစ်ခုကကြတော့ပွဲစားပဲပွဲစားမှာသူတကယ်လွှဲပြီးလိုက်တယ်ဒါပေမဲ့လွှဲပြီးတဲ့လူကပဲပြန်တိုင်တာခံရတယ်အဲ့တော့အကောင်လို့ကြတယ်အဲနောက်တစ်ယောက်ကလည်းအဲ့လိုပဲပွဲစားပဲပွဲစားပဲဥမာမှာအမ်ဆိုပွဲစားပဲပဲပွဲစားဥမာမှာသူ့အကောင်ထဲကိုဝင်လာတဲ့ပတ်စံကလောင်းကစားကနေရလာတဲ့ပတ်စံကို သူ့ကိုလွှဲလိုက်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီလောင်းကစားကောင်လေးကလော့ကျသွားတာနဲ့သူ့အကောင့်မှာလော့ကျသွားအောင်အဲအတူတာဂွင်းဆက်လော့ကျတာပေါ့နော်အဲ့ဒီလော့ကျသွားတဲ့ဟာတယောက်ရှိရဲ့နောက်တစ်ယောက်ကတကယ်ဘောဘောဘောဝဲသူ့ကိုယ်တိုင်လောင်းတယ်လို့ဘောဝဲလောင်းပြီးတော့လော့ကျသွားတယ်ဒါပေမဲ့သူပြောတာအာကျွန်တော်ဘောဝဲလောင်းတာဥပမာ9သိန်းပေါ့9သိန်းဆိုကြအဲ့9သိန်းလဲကျွန်တော်ပြန်ပေးလိုက်မယ်လေး ျွန်တော်ဘဏ်အကောင့်ထဲမှာ3000ရာကျော်ရှိတာအဲ့ဒါကျွန်တော်3သုံးရမယ်လေအဲ့လိုမျိုးလာပြောပေါ့နော်ဒါကတော့ဒါကတော့ကိုရီးယားဥပဒေပေါ့နော်မားတို့ရဲ့ဥပဒေမဟုတ်ဘူးမားတို့ကတော့အတိတ်လေဟုတ်တယ်မလား तू ဘောဘွဲလောင်းလို့နင်လောင်းတော့မကြိုက်ဘူးဆိုရင်ငါးသိန်းပဲပြောမယ်ဒါကအရက်သုံးပြောတာဒါပေမဲ့ဥဒီယားဥပဒေဆိုလို့ရှိရင်ဘဝမလုံနဲ့လို့ပြောထားပြီးပါ යි တရားဝင်မဟုတ်တဲ့ဟာကိုလုပ်တယ်ဆိုလို့ရှိရင်တရားဝင်မဟုတ်တဲ့ဟာကိုလုပ်ချင်အဖြစ်အကောင့်လုံးကြမယ်အကောင့်အပြင်ပြီးချင်းမှာပဲပြီးပြီးချင်းမှပဲပြီးလိမ့်မယ်ဘယ်ချိန်ပြီးမလဲမသိနိုင်ဘူး ဆိုအိမ်မသိနိုင်မချင်းအိမ်သိမ့်တရာလော့ကြနေမှာပဲ9သိန်းကိုလောင်းစားလုပ်တဲ့ကြောင့်မလို့9သိန်းသို့မဟုတ်2သိန်းဥမှာပေါ့နော်ဟုတ်လားအဲ့လိုမျိုးဟာလုပ်တဲ့ကြောင့်မလို့အဲ့ရနေမှာတစင်လော့ကြသွားတာကယာချီကိုကထိခိုက်နိုင်တယ်အဲ့တော့တတိထားပေးပါအဓိကတော့လောင်းစားလုပ်သူများပြီးတဲ့ခါကျတော့ငွေလွှဲလုပ်သူများနော်ဘာလို့လဲဆိုငွေလွှဲလုပ်တဲ့လူရဘဲဆော့စ်ကနေငွေဝင်လာလဲဆိုကိုကမသိနိုင်ဘူးကိုကလွှဲပဲလွှဲပေးတာလीအဲ့ဒါကြောင့်မသတိထားပေးပါနောက်ပြီးတော့လေဟော ဝင်လာတဲ့အကောင့်နဲ့လက်ခံတဲ့အကောင့်နဲ့လက်ခံတဲ့သူကဘလို့ဆက်ဆက်နေလဲဆိုတာငွေလွှဲပွဲစားဘလို့မှဟိုဆက်စည်းလို့သူတို့မှလည်းဆက်စည်းစာမရှိဘူးလေမရှိတဲ့ကြောင့်အဲ့ဒါကိုဂျက်ကောင်းကိုသိတဲ့ကြောင့်အလန်ကနေပြီးအကောင့်သူတွေနဲ့လိမ့်နေတာ၄လဲအများကြီးရှိပါတယ်အဲ့ဒါကြောင့်မလို့သတိထားပေးကြပါလို့အမအနေနဲ့ပြောချင်ပါတယ်အလင်ခံရခြင်းပြီးမှအားလုံးပဲကျင်းဝေးကြပါစေလို့ဆုတောင်းပေးပါရနော်